ကျွန်တော်တို့အခုမီဒီယာတွေပေါ်မှာပေါ့နော်အထူးသဖြင့်ဆိုရှယ်မီဒီယာတွေပေါ်မှာကျွန်တော်တို့ဘာသာရေးနဲ့ပတ်သက်ပြီးတိုက်ခိုက်လာတာကိုခက်ဆက်တွေတွေ့လာပါတယ်ဆရာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဘယ်လိုမြင်ပါသလဲဆရာဟုတ်ကဲ့ဟုတ်ကဲ့အာမီဒီယာဆိုတဲ့အကြောင်းအရာထဲမှာတကယ်တမ်းကျတော့အာကျွန်တော်တို့အားလုံးသိရှိပေးတာဖြစ်ပါတယ် community standard ပေါ့ community standard ဆိုတာလူသားအားလုံးစောင့်ထိုင်းလိုက်နာအပ်တဲ့စံစီမင်းစည်းကမ်းများလို့ရှိပါတယ် အဲ့တော့လူသားများဟာမိမိတို့တပ်ဝင်ယုံကြည်တဲ့နှစ်သက်ရာဘာသာကိုကိုးကွယ်ခွင့်ရှိကြပါတယ်။အဲ့ဒီအထက်ထဲမှာမှမိမိတို့ကိုးကွယ်တဲ့ဘာသာမှန်တယ်၊မြင့်မြတ်တယ်၊ကြီးကျယ်တယ်ဆိုပြီးတော့မှယူဆပြီးတော့ကျန်တဲ့ဘာသာတွေမှားယွင်းတယ်၊နှိမ့်ကြတယ်၊ကျန်တဲ့ဘာသာကိုးကွယ်တဲ့လူတွေဟာမိစ္ဆာဒိဋ္ဌိဆိုတဲ့သဘောတရားတွေကိုကဘာတဝမ်းမှာပုံဖော်ပြီးတော့မှဆင်းရဲကြတဲ့ဝါရဖြန့်နေရရှိပါတယ်။ အဲ့ဒီအထဲမှာကျွန်တော်တို့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးကျွန်တော်ကတော့ဒါဆက်ဆက်ပြီးတော့ဟောပြောတာပါဒီဘာသာရေးကိုအထူးအလေးထားပြီးတော့မှပေါ်ပြလို့တဲ့ပြောလို့တဲ့အကြောင်းတရားမရှိပါဘူးအဲ့တော့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့မှဗုဒ္ဓဘာသာရဲ့ခြုံရင်းအာဏာချက်တွေအလုံးကိုဖော်ထုတ်ခြင်းဟာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်အများစုရှိတဲ့လူကိုပွဲစုအောင် စွပေးတဲ့နေလန်တရားထဲမှာထိရောက်ဆုံးလို့ ထင်မြင်ယူဆတဲ့အတွက်ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေတာဖြစ်ပါတယ်။အဲတော့ဘာသာရေးနဲ့ပတ်သက်ပြီးနိုင်ငံတို့မှာတည်ငြိမ်အေးချမ်းမှုပြတ်ပြောင်းအောင်လုပ်တယ်ဆိုတာအထူးရောက်ဆုံးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ဥပမာကျွန်တော်တို့ပါကစ္စတန်နဲ့အိန္ဒိယပြဿနာဖြစ်တယ်။ပြဿနာဖြစ်တော့ဒီထဲမှာစစ်ပွဲတစ်ခုပြဿနာတစ်ခုဖန်ဖန်တီးကျင်တာဖြစ်တဲ့အတွက်အပြစ်မဲ့ပြည်သူတွေကိုအကြမ်းဖက်စစ်သည်ကြတွေကတနက်နဲ့ပြစ်သက်တယ်။တနက်နဲ့မပြစ်သက်ခင်မှာဘာဘာသာလဲလို့မေးတယ် တို့ရဲ့ဘာသာမဟုတ်တဲ့အတွက်ပြတ်တတ်တယ်ဆိုလို့ရှိရင်ဟိန္ဒူဘာသာဝင်တွေကပောက်ကွဲမှာပေါ့အဲ့တော့လူပောင်ဖွဲ့စည်းမှာကျွန်တော်တို့အဆူလွယ်ဆုံးပွဲစုအောင်ပွဲရှုပ်အောင်ပွဲလန့်အောင်အလုံးနိုင်ဆုံးအကြောင်းတရားဟာဘာသာတရားဖြစ်တယ်ဆိုတာကိုအချို့သောမီဒီယာပညာရှင်များသိရှိတဲ့အတွက်ရည်ရွယ်ချက်ရှိရှိတမင်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်အဲ့ဒီအထဲမှာ ਉਹ ပဲကျွန်တော်တို့ဘာသာတရားနဲ့ပတ်သက်ဗုဒ္ဓဘာသာချွင်အနှက်ချက်တွေရှိတဲ့ထောက်ပြတယ် အဲကျွန်တော်ဒီနေ့မနေ့ဆိုရင်ဟုတ်မဟုတ်တော့မသိသေးဘူးကျွန်တော်လည်း confirm လုပ်နေပါတယ်။ចောင်းနိုင်ဘုံကြီးတပါးကအလို့ဒကမကိုဓာတ်နဲ့ခုတ်တက်တယ်ဆိုတော့သတင်းလေးတက်လာတာတွေ့ပါတယ်။ဒါတော့ကျွန်တော်ဟုတ်မဟုတ် confirm တော့မလုပ်ရသေးပါဘူး။ကနဦးလေးလာချက်အရာပဲဖြစ်ပါတယ်။ဒီလိုသတင်းတွေကိုတစ်ဖက်အဖွဲ့အစည်းတွေဟာစနစ်တရနဲ့စောင့်ကြည့်ပြီးတော့မှဗုဒ္ဓဘာသာပေါ်အထင်မြင်လွယ်မောင်းအောင်ပြည်ရင်တည်ငြိမ်မှုပြပြအောင် တမင်ရည်ရဲ့ကျရှိရှိလုံနေတာဖြစ်တဲ့အတွက်အချို့သော လုပ်ငန်းရပ်တွေမှာ ကျွန်တော်တို့ကဒီဘာသာရေးနဲ့ပဲရှင်းရှင်းလင်းလင်းလေးနဲ့ဟာလာဒီဗုဒ္ဓဘာသာရဲ့အနှစ်သာရတရားတွေကဘယ်လိုရှိတယ်မိတို့ပဲလုံစောတတ်ရှုဖြေခွဲပြီးတော့မှဟာလာကျွန်တော်တို့တည်ငြိမ်မှုပြတ်ပြောင်းလှုပ်စေကမှုမဖြစ်ဘူးဆိုတဲ့ဟာတွေနဲ့တံပြန်ပြီးတော့မှဝါဒဖြန့်ဖို့လိုအပ်တယ်လို့ယူဆပါတယ်မြန်မာနိုင်ငံမှာဘာသာရေးလွတ်လပ်ခွင့်မရှိဘူးဟာလာဘာသာရေးရ ဖိနှိပ်ချုပ်ကြဲတဲ့ဆိုတဲ့အကြောင်းတရားတွေကိုကျွန်တော်တို့ကဘာမှာပြန့်နှံ့အောင်လုပ်မယ်မြန်မာနိုင်ငံတွင်းမှာရှိတဲ့ဗုဒ္ဓဘာသာရဲ့ချွေးအနာကျက်တွေကိုထောက်ပြမယ်ဆိုပြီးတော့မှဒါတော့ကျွန်တော်တို့နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ကရိယာတစ်ခုဖြစ်အသုံးပြုနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအမှန်တရားတွေနဲ့ဘာသာရေးရအဆိုဆုံးမတွေနဲ့ပြန်လဲပြီးတော့မှတံပြန်ဝါဒဖြန့်တဲ့နိုင်လို့ယူဆပါတယ်တစ်ဆက်ထဲမှာပဲအဲ့လိုတံပြန်ဝါဒဖြန့်လိုက်ခြင်းအဖြစ်ဗုဒ္ဓဘာသာဝင်တွေကို ျွန်တော်တို့အေးချမ်းသွားအောင်စိတ်ကိုဟလာပူပင်တော့ကတွေဒေါသတွေမများအောင်တနည်းအားဖြင့်ကျွန်တော်တို့စိတ်အေးချမ်းအောင်လှုပ်သွားနိုင်တဲ့လီလန်းနေနဲ့ပြန်ပြီးတော့ကျွန်တော်တို့တုံ့ပြန်တင်တယ်လို့ယူဆပါတယ်။လက်ရှိအခြေအနေရတော့ကျွန်တော်တို့နေပေါင်းစုံနဲ့လုံနေမှာပဲဖြစ်ပါတယ်။အမှန်ပြောရမယ်ဆိုရင်တော့ဘာသာတိုင်းမှာချွေးအနာကျတဲ့ရှိပါတယ်။အစ္စလမ်ဘာသာမှာလည်းရှိတယ်။ ။အစ္စလမ်ဘာသာမှာလည်းကျွန်တော်တို့ကဆွန်နီနဲ့ရှီအိုက်ဆိုတာရှိတယ်။ခရစ်ယာန်သာသနာမှာလည်းလာကျွန်တော်ကက်သလစ်ရှိတယ်၊နှစ်ချင်းရှိတယ်၊အော်သိုဒေါ့ဆိုတာရှိတယ်၊ဟိန်းနူမှာလည်းရှိတယ်။အဲကျွန်တော်အခြားသောအယူဆတွေမှာလည်းရှိတယ်။နတ်ကိုးကွယ်တဲ့လူတွေစီမှာလည်းနတ်ကိုးကွယ်တဲ့အယူဆတွေရှိပါတယ်။ဘယ်ဘာသာမှ မကိုးကွယ်ဘူးဆိုပြီးတော့ atheists တွေမှာလည်းသူတို့အယူဆတွေရှိပါတယ်။အဲ့အတွက် လူသားများဟာမိမိတို့ရဲ့ယုံကြည်ရာကိုကိုးကွယ်ခွင့်ရှိပါတယ်။မိမိတို့ရဲ့ဘာသာတရားဟာနိုင်ငံရေးမှာအသုံးချခံမဖြစ်အောင်ဘာသာရေးနဲ့နိုင်ငံရေးခွဲခြားပြီးတော့စနစ်တကျဆောင်ရွက်တဲ့လူပေါင်းအဖွဲ့အစည်းဖြစ်အောင်စီမံဆောင်ရွက်တင်တယ်လို့ထင်မြင်ယူဆပါတယ်။ဒီမှာအလားတူလေးပေါ့ကျွန်တော်တို့မကြာမီရက်ကပဲစင်ကာပူမှာဝန်ကြီးချုပ် Lawrence Bong ကအစိုးရအသစ်ဖွဲ့ပါတယ်။အစိုးရအသစ်ဖွဲ့ပြီးတော့မှအခမ်းအနားကျင်းပါတယ်။ကျင်းပါတဲ့အချိန်မှာလက်ရှိ စင်ကာပူသမ္မတအားဟာယုံကြည်မှုစုံလင်သူတူဖြစ်ပါတယ် secular ကျွန်တော်တို့ states ဆိုတာကဘာသာရေးနဲ့နိုင်ငံရေးကိုခွဲထားပြီးတော့မှရောထွေးမှုမရှိအောင်စနစ်ကျနဲ့လုပ်နေတဲ့နိုင်ငံပေါ့နော်ကျွန်တော်တို့ဒီတိုင်းမြာအစ္စလာမစ်အမျိုးသမီးကသမ္မတအဖြစ်လုပ်တယ်စင်ကာပူနိုင်ငံအတွင်းမှာရှိတဲ့လူပုဂ္ဂိုလ်တွေကမလေးဘာသာကိုးကွယ်တဲ့အစ္စလာမ်ဘာသာကိုးကွယ်တဲ့ဟိန္ဒူဘာသာကိုးကွယ်တဲ့ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဟလာအခြားသောယုံကြည်ကိုယ်ပွင့်မှုရှိပေမဲ့နိုင်ငံတည်တည်ငြိမ်ငြိမ်နဲ့လှုပ်ပြီးတော့မှပြည်ပကနေဝါဒရေးရာအရာမီဒီယာရေးရာအရာထိုးနှက်ဖြိုခွဲပြီးတော့နိုင်ငံကိုလှုပ်အောင် ပွဲဆူအောင်ပွဲလန့်အောင် လုပ်တဲ့ဟာတွေကိုစနစ်တကျကာကွယ်နေတာဖြစ်တဲ့အတွက်စင်ကာပူနိုင်ငံရဲ့နမူနာများကိုအတူယဉ်ယူတင်ကြောင်းပြောကြားလိုပါတယ်။ဟုတ်ကဲ့ပါဆရာ။ကျွန်မအနေနဲ့နောက်ထပ်မေးချင်တာလေးကတော့ပြည်ပမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားမီဒီယာအချို့ရှိပါရှင့်။ အဲ့ဒီမီဒီယာတွေကဆိုရင်မြန်မာနိုင်ငံမှာတရားဝင်ကျင်တော့မရှိဘူးဆိုပေမဲ့မြန်မာနိုင်ငံအကြောင်းကိုသူတို့တွေတင်ဆက်နေတာဖြစ်ပါရှင်သူတို့တင်ဆက်မှုတွေထဲမှာဆိုရင်ကျွန်မမြန်မာနိုင်ငံမှာဖေတော့မှမရှိခဲ့တဲ့လူမျိုးလိမ်တစ်ခုဖြစ်တဲ့ရိုဟင်ဂျာဆိုတဲ့နာမည်ကိုအတိအကျသုံးဆွနေကြပါတယ်ဒါပြင်မီဒီယာထက်ကနေပြီးတော့ရိုဟင်ဂျာအခွင့်အရေးဆိုပြီးတော့လည်းတောင်းဆိုနေကြတာရှိပါရှင်ဒါကြောင့်ပြည်ပကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားမီဒီယာသမားအချို့ကသတင်းမှသတင်းတူတွေကိုထုတ်ပြန်တင်ဆက်နေရတယ်ပတ်သက်ပြီးတော့မြန်မာနိုင်ငံအနေနဲ့ လို့ပုံစံလေးနဲ့ပြန်လဲပြီးတော့ထိန်းကုတ်တက်လဲဆိုတာလေးကိုလည်းဆွေးနွေးအကြံပြုတင်ဆက်ပေးပါအောင်ရှင်။အာကန့်ကွက်တဲ့လုပ်ငန်းတွေလုပ်သင့်ပါတယ်။အဲတော့ကျွန်တော်တို့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မှနိုင်ငံရေးသဘောထားအယူအဆတွေကွဲပြားနေတာဖြစ်တဲ့အတွက်လက်ရှိမြန်မာနိုင်ငံတွင်းမှာတာဝန်ယူအုပ်ချုပ်နေတဲ့အစိုးရအဖွဲ့အစည်းကိုမကြိုက်တဲ့မနှစ်သက်တဲ့လူတွေကတော့အပြင်းအနေနေပေါင်းစုံနဲ့ကျွန်တော်တို့လက်ရှိအစိုးရကို တိုက်ခိုက်ဝေဖန်ပုတ်ခတ်နေကြမှာဖြစ်ပါတယ် ဲတော့တချို့နေရာတွေမှာ ကျွန်တော်တို့ကပြပနေပြီးတော့မှအထောက်ပံ့ယူထားတဲ့မီဒီယာအဖွဲ့အစည်းတွေလည်းရှိပါတယ်။ဒါတော့သူတို့အပေါ်မှာကျွန်တော်တို့ strategy level မှာမဟာဗျူဟာ level မှာတော့သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့အဖွဲ့အစည်းတခုကိုစန့်ကျင်တိုက်ဖြတ်တဲ့နေရာမှာတော့နီလန်းပေါင်းစုံတုံးကြတာဖြစ်ပါတယ်။နိုင်ငံရေးစီရေးစီးပွားရေးဝါဒရေးရာအခုအဖြစ်တော့ကျွန်တော်တို့ဒီ digital media platform တိုးတက်လာတာဖြစ်တဲ့အတွက် စက္ကန့်ပိုင်းတွင်မှာပဲသတင်းတွေအားလုံးကိုပြည်သူကိုသိပေးနိုင်တာဖြစ်တဲ့အတွက်ခုနစန့်ကျင်ဘက်အဖွဲ့အစည်းတွေကလည်းသူတို့ရဲ့လိုအပ်တဲ့ပန်းနိုင်ရောက်ဖို့အတွက်ကိုနေပေါင်းဆောင်နဲ့အသုံးပြုနေရတာသဘာဝပဲဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကကန့်ကွက်စာတွေတရားဝင်ပို့ရသလိုသူတို့ရဲ့ပြောကြားချက်တွေထဲမှာဘာတွေမှားယွင်းနေတယ်ဘာတွေကတော့လှုပ်ချန်လိစေထားတယ်ဘာတွေကတော့အခြေအမြစ်မရှိဘူးဆိုတာတော့ခိုင်ခိုင်မာမာနဲ့တိတိလင်းလင်းထောက်ပြပြောတတ်ဖို့လိုပါတယ် အဲလိုထောက်ပြပြောတတ်ဖို့အတွက်လူသားရင်းမြစ်တွေကိုလည်းစနစ်ကျနဲ့တာဝန်ရှိတဲ့ဝန်ကြီးဌာနတွေကနေပြုစုပြောထောင်ထားတဲ့နယ်လို့ထင်မြင်ယူဆပါတယ်။အဲတော့တစ်ဖက်မှာလည်းကျွန်တော်တို့ကအမှန်တွေပေါ့အမှန်တရားတွေကိုကျွန်တော်တို့အချိန်နဲ့တပြေးညီပြည်သူကိုပြောနေဖို့လိုအပ်ပါတယ်။နောက်တစ်ခုကနိုင်ငံရေးရတော့အာကျွန်တော်တို့ကအခုလက်ရှိပေါ့လေလက်ရှိမှာအမေရိကန်ပြည်ထောင်စုနဲ့တရုတ်နိုင်ငံတို့က စီးပွားရေးအင်အားပြိုင်တယ် tariff war trade war ဆိုပြီးတော့ဖြစ်လာတယ်အဲ့ဒီမှာကျွန်တော်တို့ကမီဒီယာတွေမှာဘာတွေတွေ့ရလဲဆိုတော့တရုတ်နိုင်ငံကိုထောက်ခံတဲ့မီဒီယာတွေကတရုတ်နိုင်ငံဟာလာအင်အားတောင့်တင်းနေစေဖြစ်ကြောင်းအမေရိကန်ထိုးနှက်ချက်ကြောင့်တရုတ်နိုင်ငံဘာမှဟိုအားနည်းသွားမှုမရှိကြောင်းပြောနေသလိုတစ်ဖက်ကလည်းအမေရိကန်ပြည်ထောင်စုဘက်ကဆိုတော့အမေရိကန်ပြည်ထောင်စုကဘာမှမဖြစ်ကြောင်းဆက်ပြီးတော့ပန်းပန်နေစေဖြစ်ကြောင်းစသဖြင့်ပြောနေကြတာတွေရှိပါတယ်အဲ့အတွက်မီဒီယာကတော့ စန့်ကျင်ဘက်အဖွဲ့အစည်းတွေမှာတစ်ဖက်နဲ့တစ်ဖက်အားပြိုင်ဝါဒဖြန့်တာတော့တဘာဝပဲအဲ့ဒါကိုနားလဲပြီးတော့ကျွန်တော်တို့ကတစ်ဖက်ကလည်းအမှန်ကိုပြောရမယ်သူတို့ရဲ့အမှားကိုထောက်ပြရမယ်နောက်တစ်ခုကဘာထိရောက်လို့သုံးလို့ရလဲဆိုတော့အဆိုပါလူပုံကိုတွေကိုမြန်မာနိုင်ငံတွင်းကိုလွယ်လင့်တကူဝင်ထွက်ခွင့်မပေးဖို့လိုအပ်ပါတယ်သူတို့အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့တာရကပေါ့မကြာမီကနေမြန်မာနိုင်ငံကလေးတန်းကြုံတွေ့ရတယ် ကိပားကနေသတင်းမီဒီယာတွေကအာသူတို့ဝင်ခွင့်မပြုလို့ဝင်ခွင့်မပြုလို့ဆိုတော့အပြင်ကနေဩကြတယ်အဲ့ဒီအချိန်ကြာလို့ရှိရင်ကျွန်တော်တို့ကဘာမှတ်တမ်းမှတ်ရာတွေရှိဖို့လိုလဲဆိုတော့ဘယ်နေ့ဘယ်ရက်ဘယ်အချိန်ကသတင်းမှားတွေလောက်ကျန်သတင်းတွေသတင်းတုတွေဘယ်ဌာနကနေဘလို့ထုတ်လွှင့်နေတာဖြစ်တဲ့အတွက်အဆိုပါမှတ်တမ်းမှတ်ရာများအရာဆိုပါသတင်းမီဒီယာတွေကိုပြည်ဝင်ခွင့်မပေးခြင်းဖြစ်ကြောင်းဆိုတဲ့ဟာကိုအဲ့ဒီအချိန်ကြာတရားဝင် ကဘာတိကျင်ညာဖို့လိုပါတယ်အဲ့လိုလှုပ်လိုက်တော့မှနောက်တစ်ချိန်မှာကျွန်တော်တို့ခုနပြောတဲ့အတိုင်းမဟုတ်မမှန်လှုပ်ကြံသတင်းတွေသတင်းတုသတင်းမှားတွေကိုကျွန်တော်တို့မထုတ်လွှင့်နိုင်တော့မှာဖြစ်ပါတယ်အခုကသူတို့ကြိုက်သူလှုပ်လှုပ်တဲ့အချိန်တန်လို့ရှိရင်သူတို့ဝင်ဝင်ပြူရမယ်ဆိုတဲ့သဘောထားမျိုးလေးတွေဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းသူတို့လှုပ်တဲ့နိုင်ငံနဲ့ပြည်သူအပေါ်လှုပ်တဲ့ဆိုးကျိုးတွေကိုမှတ်တမ်းမှတ်ရအထောက်ထားနဲ့တစ်ချိန်မှာ အဆိုပါသတင်းဌာနတွေလူပုဂ္ဂိုလ်တွေကိုပြန်လဲထိန်းချုပ်နိုင်မှုအတွက်ပြင်ဆင်တင်တယ်လို့ထင်မြင်ဆပါတယ်ဟုတ်ကဲ့ပါရှင်ဆရာကျွန်မခုဆက်လက်နေချင်တာကတော့အနာဂတ်မှာကျွန်မတို့မြန်မာနိုင်ငံမီဒီယာကိုပေါ့နော်ဘလိုပုံစံမျိုးနဲ့ပြုမြင်ပြောင်းလဲတင်လဲဆိုတာလေးကိုအကျဉ်းပြုတ်တက်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့အနာဂတ်မြန်မာမီဒီယာရဲ့နဲ့ပတ်သက်ပြီးကျွန်တော်တို့ကတော့အခုလက်ရှိအခြေအနေအကြမ်းမြင့်ပေါ့လေလေလာသိရှိသမျှတော့စနစ်တကျကျွန်တော်တို့ ခေါ်ယူလေ့ကျင့်ပြုစုပြောထောင်တာတွေလိုအပ်ပါတယ်မီဒီယာထောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ online ပေါ်တက် ပြောရဲဆိုရဲရာရင်ပါစီလို့ပေါင်းလို့တွေပြောသူတစ်ပါးကိုထိခိုက်လားပုတ်ခတ်လားဆိုတာတွေမစင်စားပဲနဲ့မိမိပြောတဲ့စကားဘယ်အတိမ်နဲ့ကိုသွားနေလဲဘယ်လာရရကိုလဲသွားနေလဲဆိုတာအထူးသိရှိဖို့လိုပါတယ်အဲ့လိုသိရှိဖို့အတွက်လဲလိုအပ်တဲ့ပညာရပ်တွေကိုလေ့လာ စီးပူးပြီးတော့ဝမ်းစာ ဖြည့်တင်ကြဖို့လိုအပ်ပါတယ် မီဒီယာသမားတိုင်းကတော့မုံမြတ်တဲ့စိတ်နှလုံးသားနဲ့လူသားများရဲ့အကျိုးကိုတည်ပို့နေကြတာဖြစ်ပါတယ်။အဲဒီအတွက် အားလုံးသောမီဒီယာတွေကိုကျွန်တော်တို့ကအဆင့်တန်းရှိတဲ့မီဒီယာတွေဖြစ်လာဖို့ကောင်းမွန်တဲ့မီဒီယာတွေဖြစ်လာဖို့အတွက်လိုအပ်တဲ့ဤပညာပိုင်းတွေအကြံဉာဏ်တွေခေါ်ပြီးတော့မှဖြည့်ဆည်းပေးအပ်ပေးဖို့လိုပါတယ်။မှားနေတာတွေထောက်ပြဖို့လိုအပ်ပါတယ်။ကောင်းတာတွေပို့ပြီးတော့မှပို့ကောင်းလောင်အောင်သွန်သင်လမ်းကြောင်းပြီးတော့မှပြုစုပြောင်းထောင်ပေးဖို့လိုအပ်ပါတယ်။ ဆောင်ရန်ရှောင်ရန်လေးတွေစနစ်ကြနဲ့ပြောဖို့လိုအပ်ပါတယ်။ချိန်ထဲမှာပဲသက်ဆိုင်ရာမီဒီယာတွေဟာနိုင်ငံရေးပါတီတစ်ခုအဖွဲ့အစည်းတစ်ခုနိုင်ငံတစ်ခုရဲ့လက်ဝေကံမဖြစ်ဖို့အတုံးချခံမဖြစ်ဖို့ကိုလည်းအထုတတိပြုပြီးတော့မှဆောင်ရွက်တင်တယ်လို့ထင်မြင်ယူဆပါတယ်။မိမိတို့ရဲ့မွန်မြတ်တဲ့ဆန္ဒစိတ်စတေနာကိုတန်ဖိုးရှိတဲ့ရှိအောင်ဆောင်ရွက်ကြဖို့မီဒီယာများအနေဖြင့်လည်းလိုက်နာတင်ကြောင်းတင်ဆက်လိုပါတယ်။ အဲ့ဒါဆိုရင်အခုနောက်ဆုံးအနေနဲ့ပေါ့နော်ဟုတ်ကဲ့ဆရာအဲ့ဒါဆိုရင်အခုနောက်ဆုံးအနေနဲ့ကျွန်တော်တို့မီဒီယာခန္ဓာနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့အကြံပြုဆွေးနွေးလိုတာလေးတွေတက်ပေးပါအောင်ဆရာမြန်မာနိုင်ငံအတွင်းမှာအသွေးမျိုးမျိုးလူပုဂ္ဂိုလ်မျိုးစုံကနေပြီးတော့မှတင်ဆက်နေတဲ့မီဒီယာလုပ်ငန်းများအားလုံးပေါ့ကျွန်တော်တို့ကတော့အခု digital media platform ပဲပြောနေတာဖြစ်ပါတယ်အရင်တော့ကတော့ကျွန်တော်တို့ဒီဒီပညာတွေဖွံ့ဖြိုးခဲ့ရာ စာအုပ်လေးတုပ်သတင်းစာလေးတစ်စောင်းမဲစင်းလေးတုပ်ဖတ်လိုက်ရရင်ပဲလူတွေရဲ့အတွေးခေါ်တွေပြောင်းလဲသွားတာတွေရှိသလိုအတန်လွှင့်ချက်လေးတွေကိုနားဆင်လိုက်တာနဲ့ဒီအတန်လွှင့်တဲ့သတင်းလေးပေါ်မူတည်ပြီးတော့မှလူတွေရဲ့စိတ်နှလုံးတွေတိတ်ညွတ်သွားတာတွေလည်းရှိပါတယ်။အဲဒီတော့လက်ရှိ digital media platform ပေါ်မှာနေပေါင်းစုံနဲ့အသုံးပြုနေတဲ့ application ပေါင်းစုံအသုံးပြုနေတဲ့လူပုဂ္ဂိုလ်များအနေဖြင့်ကျွန်တော်မြစ်တပ်အခန့်အကြံပြုချင်တာတော့ လူသားများအထူးသဖြင့်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကိုလှည့်စားမှုတွေဖျားယောက်မှုတွေဆောင်ရှားသင့်ပါတယ်။မာယာများပြီးတော့မှ ကျွန်တော်တို့ဝေဝါးစေတဲ့ဟာတွေထင်အောင်ထင်မှားဖြစ်စေသွားတာတွေကိုကျွန်တော်တို့ဆောင်ရှားသင့်ပါတယ်။မာရင်တဲ့ဆုံးဖြတ်ချက်တွေကိုကျွန်တော်တို့မချမိအောင်မီဒီယာတင်ဆက်သူများအနေဖြင့်မိမိတို့တင်ဆက်တဲ့အကြောင်းအရာတွေပေါ်ကိုစနစ်တကျဆောင်ရွက်သင့်ပါတယ်။ ဒီနေရာမှာအရေးအကြီးဆုံးအချက်တစ်ချက်ရှိပါတယ်။တင်ဆက်နေတဲ့မီဒီယာတွေ digital platform ပေါ်မှာရှိနေတဲ့ပြောကြားချက်တွေဟာ editing လို့ခေါ်တဲ့တီးဖြတ်မှုတွေမပါဘဲနဲ့ကျွန်တော်တို့လက်တန်းအလွတ်သဘောနဲ့ပြောဆိုမှုတွေများနေတယ်လို့ကျွန်တော်တို့လေ့လာတွေ့ရှိရပါတယ်။အဲဒီအတွက်ဗဂရီအရှိကိုအရှိတိုင်းပြောဖို့လိုပါတယ်။လူတွေရဲ့စိတ်ခံစားချက်ပေါ်တည်မီပြီးတော့မှပြောကြားချက်တွေ ရှောင်ရှားသင့်ပါတယ်ဥပမာကျွန်တော်တို့အဖွဲ့အစည်းတစ်ခုကိုမကြိုက်ဘူးအဲ့အဖွဲ့အစည်းတစ်ခုကိုမကြိုက်တာဖြစ်တဲ့အတွက်အဲ့အဖွဲ့အစည်းမကောင်းကြောင်းတွေကိုပဲဖော်ပြပြီးတော့မှအဲ့အဖွဲ့အစည်းရဲ့ကောင်းရာကောင်းကျိုးတွေကိုဖျောက်ဖျက်ထားတာမျိုးတွေမလုပ်သင့်ပါဘူးအမှန်ကို အမှန်တိုင်းအကောင်းဆုံးအကျိုးအပြစ်ကိုမျှမျှတတပြောသင့်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့သတင်းတင်ဆက်တဲ့နေရာမှာသတင်းတင်ဆက်သူမြည်သည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို့ ကျွန်တော်တို့အပြောဆိုအမူအရာ လေယူလေသိမ်းအတန်အတိုးကျဲအတုံးနှုံးနေအထူးကူးဆိုင်တင်ပါတယ်မိမိပြောလိုက်တဲ့စကားတရားကြောင့်လူပုဂ္ဂိုလ်အဖွဲ့အစည်းတခြားသောဟောအဖွဲ့အစည်းတွေကိုထိခိုက်သွားမလားလူပုဂ္ဂိုလ်ရေးရာထိခိုက်သွားမလားအသေးဖြတ်သလိုဖြစ်နေမလားလူလူတယောက်ကိုကျွန်တော်တို့သဘုတ်လေလွင်ပြောသလိုဖြစ်နေမလားဆိုတဲ့အရာတွေကို အထူးအလေးထားပြီးတော့ဆောင်ကျင်တင်ပါတယ်မီဒီယာသမားတွေရဲ့ နှုတ်ထွက်စကားတွေဟာလွယ်လွယ်နဲ့ကျွန်တော်တို့နှုတ်ခွက် စကားတွေမပြောသင့်ပါဘူးနောက်တစ်ခုကလည်းအပြောဆိုအသုံးနှုန်းတွေထဲမှာကျွန်တော်တို့ slang လို့ခေါ်တဲ့ဘန်စကားတွေ dialect လို့ခေါ်တဲ့ဒေသစကားတွေအစုံရှိတဲ့အတွက်တတ်နိုင်လို့ရှိရင်တော့ကျွန်တော်တို့တည်တည်တန့်တန့်နဲ့အဘိဓာန်ဝင် စကားလုံးလေးတွေကောင်းမွန်တဲ့အသုံးနှုန်းလေးတွေကိုပဲသုံးစေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အခုလက်ရှိထုတ်လွှင့်နေတဲ့အပြောဆို အမူအရာလေးယူလေးသိန်း အတုံးနှုံးတွေကိုနောင်မျိုးဆက်တစ်တွေအားကြီးစုလေးလာနေတာဖြစ်တဲ့အတွက်မှာရင်တဲ့အတွေးခေါ်တွေအယူဆတွေအတုံးနှုံးတွေဟာနောင်မျိုးဆက်တဲ့လူငယ်လူရဲမြေလေးများအမှန်ထင်ပြီးတော့မှဆွဲသွားစေနိုင်ပါတယ်အမှားတွေကိုအမှန်လို့ထင်ပြီးတော့ဆွဲသွားလို့ရှိရင်ကျွန်တော်တို့ကအကျိုးပြုတဲ့မီဒီယာမဖြစ်နိုင်ပါဘူးအဲ့တဲ့စကားပြောဆိုမှယဉ်ကျေးတိမ်မွေးဖို့လိုပါတယ်ထိရောက်ဖို့လိုပါတယ်ရှင်းလင်းဖို့လိုပါတယ်လွယ်ကူဖို့လိုပါတယ်အဲ့ ချက်လက်တွေကိုလည်းမီဒီယာလောကနဲ့မကင်းတဲ့လူသားများအနေနဲ့အထူးအလေးနက်ထားလေးစားလိုက်နာကြဖို့မေတ္တာရက်ခံအကြံပြုတင်ဆက်အပ်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာ။